မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုကြောင်မဲမိုးမိတ်တီဘောနဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်တို့မှာနှစ်ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာစစ်ကောင်စီစခန်းပေါင်း24ခုကို TNL ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့စစ်တုံးပန်း18ဦးစစ်သားအလောင်း20နဲ့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တိုက်ပွဲများအတွင်းမှာကြောင်မဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နားအိုက်ခန်းစခန်းစခန်းသား ငိမ့်ချာရေကုန်းအမှတ်39နဲ့အမြောက်တပ်ကုန်းအင်ဂျင်ကားခောက်ကွင်းအထက်ထွေးဥယုံရဲစခန်းတို့ကို TNL ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နောက်ချုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမရ115ရဲစခန်းဂန်းခေါ်စခန်းခဲမော်စခန်းကြောက်ကျန်းစခန်းဆေးရုံတိုးဂိတ်ဆက်ရုံဘူဒာရုံရွှေညောင်ပင်အုံမတီစတဲ့စခန်းများကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမိုးကုတ်မြို့နယ်မှာရှိတဲ့ဒေါ်နန်းချီတောင်စခန်းဘျူဟာစခန်းကိုရွှေတာယာပန်းတပြင်းနဲ့ဖြူရောင်ကုန်းတို့ကိုလည်းတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီထံကနေပြီးတော့လက်နက်မျိုးစုံ50တလက် RPG 7တလက်60မမတလက်ဆက်လက်တလက် ကာနာစီဘရုံးကာကွယ်ပေးတဲ့ဂျမ်းမှာစက်တော်ရေးပစ္စည်းများနဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့ပြီးတော့စစ်သားအလောင်း20နဲ့လက်နက်ချလင်းဝင်ခဲ့တဲ့စစ်ကောင်စီတပ်သား18ဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဇွန်လ26ရက်နေ့ညနေ9နာရီအထိကိုနောင်ချိုမြို့နယ်ကြောက်ကျန်းရွာကိုအကြမ်းဖက်စစ်ကောင်စီက112ထပ်ဖို့လေးရင်နဲ့ဘုံနှလုံးကျဲချခဲ့ပြီးတော့ Jet Fighter တစ်စီးနဲ့လာရောက်ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်စိုင်းတောင်တိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့ဖားကန့်ဗျူဟာမူဖားကန့်ဆေးုံမှာတေဆုံသွားပြီးတော့စိုင်းတောင်ရဲစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ရာဖားကန့်ရဲတပ်ရဲမှုအောင်သူရအပါဝင်၁၀ဦးတေဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မှာဖားကန့်မြို့နယ်စိုင်းတောင်ရွာအနီး KIA နဲ့အကြမ်းဖက်စစ်ကောင်စီတို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့တဲ့ဖားကန့်ဗျူဟာမူ ဖားကန်စေုံမှာစေကူတမှုခံယူနေတဲ့အချိန်ဇော်လာ26ရက်နေ့မှာတိတ်ဆုံးသွားတယ်လို့သိရပါဗါးဒါအပြင်ဇော်လာ26ရက်နေ့မှာစိုင်းတောင်ရဲစခန်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအစည်းအဝေးလုပ်နေတဲ့အချိန် KIA က drone နဲ့ဘုံကျဲတိုက်ခိုက်ရာဖားကန်ရဲတပ်ရဲမှုအောင်သူရအပါဝင်၁၀ဦးတည်ဆုံခဲ့ပြီးတော့၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးရဲတပ်ရဲမှုကဒီမနက်စိုင်းတောင်ရဲစခန်းမှာသူတို့အစည်းအဝေးလုပ်နေတော့ KIA က drone နဲ့ဘုံလာကျဲတဲ့ထဲမှာတေးတာရဲဆဲကောင်းတေးတဲ့6កောက်ဒဏ်ရာပြင်းထန်တဲ့ဆိုင်းတောင်ရွာအနီးတိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ဖားကန့်ဗျူဟာမှုကတော့ဖားကန့်စေယုံမှာဇွန်လ26ရက်နေ့ကတေးပြီလို့သိရတယ်လို့ KIA ရဲ့စီရေးသတင်းအရေးမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်ထဲမှာဇော်လနှင်းရည်ကစပြီးတော့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းဗိုလ်မှူးအဆင့်အပါဝင်စစ်ကောင်စီအုပ်စုအယောက်40ကျော်တည်ဆုံကရုရှားပြန်ဗိုလ်မှူးတအုပ်အပါဝင်9ယောက်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းအများအပြားသိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ2ရက်နေ့ကနေ25ရက်နေ့အထိမြင်းကြံခရိုင်ထဲကမြင်းကြံနဲ့နှထိုးကြီးနေတဲ့ရွာစဉ်ပတ်မွေလူသက်လူရက်မိရှုပ်ဖို့စူးစမ်းနေတဲ့စစ်ကောင်စီအုပ်စုကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ12ကြိမ်ထဲမှာ ਨੇ ဖြစ်ပွားခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာဘုံမှုအဆင့်တစ်ယောက်၊နှစ်ပွင့်ဘုံတစ်ယောက်နဲ့တက်ကြအဆင့်အပါဝင်စစ်ကောင်စီအုပ်စုအယောက်40ကျော်တည်ဆုံပြီးတော့ရုရှားနိုင်ငံမှာ3နှစ်ကျော်ပညာသင်ခဲ့တဲ့ဘုံမှုအဆင့်တစ်ယောက်အပါဝင်စစ်ကောင်စီအုပ်စု9ယောက်ကိုတုံ့ပန်းဖြစ်နေဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရတယ်။ဒါ့အပြင်တိုက်ပွဲတွေအတွင်းမှာငကြင်းမီ MA15 တလက် RPG 7တက်လက်45မမစိန်ပြောင်းတက်လက် MA1 လေးလက် MA2 တက်လက် MA3 လေးလက် G3 5လက် UZ 2လက် MA5 Pistol 2လက်ကြီမျိုးစုံ3000ကျော်အပါအဝင်လက်နက်ခဲရအများပြားကိုလည်းတင်စီရမိခဲ့တယ်လို့မြင်းကြံခဲရအမှတ်လေးတက်ရင် MPDF ကထုတ်ပြန်ထားပါတယ်ပထမဆုံးထိတွေ့တိုက်ပွဲမှာကသူတို့စစ်ကောင်စီအုပ်စုဘက်က မြင်းကြံဘက်ကနေပြီးတော့စစ်ကြောင်းထုတ်လာတာအဲ့ဒီမှာစဖြစ်တယ်အဲ့ဒီတိုက်ပွဲမှာသူတို့ဘက်ကနေစစ်တုံးမန်းတအုပ်နဲ့တနက်တလက်လက်နက်ကြီးနဲ့တခြားခဲရန်တွေကိုလည်းတင်းစီရမိလိုက်တယ်အဲ့ဒီနောက်မှာတော့သူတို့ဘက်ကစစ်ကြောင်းထတ်ထိုးတယ်ကျွန်တော်တို့ဘက်ကတော့စောက်ကြိုတိုက်ခိုက်တာပေါ့တရွာနဲ့တရွာအကူမှာဝက်လူးရွာရဲစခန်းကနေထွက်လာတဲ့စစ်ကြောင်းကိုကျွန်တော်တို့ဘက်ကစောက်ကြိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာသူတို့ဘက်ကအထိကအသေးဆုံးများသွားတယ် ်တည်တယ်ထဲမှာဘုံမှုတယောက်ပါသွားတယ်လို့အရှင်မိလိုက်တဲ့ထဲမှာလဲဘုံမှုတယောက်ပါလာတယ်အရှင်မိလိုက်တဲ့ဘုံမှုကရုရှားမှာသုံးနှစ်ပညာတော်သင်သွားလာတဲ့ဘုံမှုဟာအဲ့ဒီဘုံမှုတွေဖမ်းမိတာနဲ့ကြာဆုံးသွားတဲ့တိုက်ပွဲကဇွန်လ2ရက်နေ့4ရက်နေ့နဲ့5ရက်နေ့တိုက်ပွဲတွေမှာဖြစ်ပါတယ်ကျွန်တော်တို့အရှင်ဖမ်းဆီးရမိထားတဲ့ဘုံမှုကဂျူနီယာပေါ့ကြသွားတဲ့ဘုံမှုကတော့သူ့ရဲ့အထက်စီနီယာလို့ကျွန်တော်တို့သိရပါတယ်တိုက်ပွဲတွေထဲမှာစစ်ကောင်စီဘက်ကကြာသွားတဲ့ထဲမှာနှစ်ပွင့်ဘုံပါတယ်လို့တက်ကြအဆင့်ရှိတဲ့သူတွေလည်းပါပါတယ် လက်နက်ခဲယမ်းတွေအများဆုံးတိတ်ဆီရမိတာကလည်းအဲ့ဒီအချိန်တိုက်ပွဲတွေအတွင်းမှာပဲဖြစ်ပါတယ်တိုက်ပွဲတွေအတွင်းမှာကျွန်တော်တို့ဒေါ်လန်ရဲ့အဖွဲ့တွေဘက်ကတော့ရဲဘော်၃ဦးမစိုးရင်ရဒဏ်ရာပဲရရှိခဲ့ပါတယ်ကြာဆုံးတာမရှိပါဘူးလို့မြင်းချန်ခရိုင်အမတ်လေးတရဲ MPDF ကတာဝန်ရှိသူကပြောဆိုထားပါတယ်မြင်းချန်နယ်တဲကတိုက်ပွဲတွေအတွင်းမှာထိခိုက်ဒေဆုံးတဲ့စစ်ကောင်စီအုပ်စုဟာမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခလက်အောက်ခံတပ်တွေဖြစ်တဲ့ခြေလေတရဲခလာရ65နဲ့ အရန်တက်တွေအပါဝင်ကြောက်စဲနဲ့မိထီလာဘက်ကတက်တွေဖြစ်တယ်လို့ဆိုပါတယ်မြင်းကြံနဲ့နှထိုးကြီးနယ်တိုက်ပွဲတွေအတွင်းမှာအထိနာအသေးများတဲ့စစ်ကောင်စီအုပ်စုကချေးရွာဆယ်ရွာထက်မနည်းကိုစီးနေလူရက်မိရှုပ်ဖြက်စည်းတယ်လို့ဒေသခံပြည်သူတို့ချို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်ရွာတွေကိုမိရှုပ်ဖြက်စည်းတာဒေသခံပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေတော့ရှိတယ်ဗျမြင်းကြံနယ်ထဲမှာရောနှထိုးကြီးနယ်ထဲမှာပါရှိပါတယ် ဟန်စီတပ်ဖြတ်ခံတဲ့ပြည်သူတွေရဲ့စီးရင်တော့အတိအကျမသိရသေးပါဘူး။မြေပြင်မှာကလည်းစစ်ကြောင်းကရှိနေသေးတော့ထပ်ပြီးတော့လည်းထိတွေ့တိုက်ပွဲကလည်းဖြစ်နိုင်တဲ့အခြေအနေရှိနေသေးတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့တွေတိတိကျကျထုတ်ပြန်သွားဖို့ရှိပါတယ်။လက်ရှိမှာတိုက်ပွဲတွေနဲ့စစ်ကောင်စီအုပ်စုရဲ့ရန်ကြောင်မြင်းညာနဲ့ကြေးရွာဆက်နေရွာကထောင်ထဲချီတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ်မြင်းကြံနယ်ထဲမှာရက်နှစ်ဆယ်ကျော်ကြာတဲ့တိုက်ပွဲတွေကိုမြင်းကြံခရိုင်အမှတ်၄တပ်ရင်းမန္တလေးခရိုင်အမှတ်3တပ်ရင်း People Defense Force မန္တလေးမန္တလေး PDF မြင်းကြံမြို့နယ်ပကဖနထိုးကြီးမြို့နယ်ပကဖဒရုံမြို့နယ်ပကဖမြင်းကြံခရိုင် drone တပ်ဖွဲ့နယ်စီမချာနထိုးကြီးသားများနဲ့မြင်းကြံခရိုင်အတွင်းမှာရှိတဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်နီပြည်နယ်ဘောလက်ခဲခရိုင်အတွင်းကစစ်ရေးအရေးပါတဲ့စစ်ကောင်စီရဲ့မဲဆလောင်းတောင်စခန်းကိုကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဇော်လ25ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လ25ရက်နေ့ကရသွားတာပေါ့အတီးပြူပါတယ်ပေဆုံးသွားတဲ့ရန်သူအလောင်းတွေလည်းတွေ့တယ်ဘလောက်လဲဆိုတာတော့အတိအကျမသိသေးဘူးလို့ KNP တက်မတော် KA ရဲ့စီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောဆိုခဲ့ပါတယ် ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဇွန်လ25ရက်နေ့မနက်ပိုင်းမှာတိမ့်ပိုက်ရရှိသွားတာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ KND တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိဘဲနဲ့တိမ့်ပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ဆုံသွားတဲ့စစ်ကောင်စီတပ်သားတွေရှိပြီးတော့တော်လိုင်းတပ်တွေဘက်ကလက်နက်ခဲယမ်းတွေကိုလည်းတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။တနက်တချက်မှမဖောက်ဘူးလက်နက်ခဲယမ်းတချို့ရလိုက်တယ်မိုင်းတွေရောရလိုက်တယ်လို့မြေပြင်တော်လိုင်းရဲဘော်တို့ကပြောပြခဲ့ပါတယ်မဲဆလောင်းတောင်စခန်းအတွင်းမှာရှမ်းပြည်နယ်ကစကခါနှစ်လက်အောက်ခံတရင်နဲ့ ဘောလခဲတိုက်ရင်တို့ဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလမှာလဲမဲဆလောင်းတောင်စခန်းကိုတော်လိုင်းတပ်တွေဘက်ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပေမဲ့၃ရက်အကြာမှာစစ်ကောင်စီကစစ်ကြောင်းပြန်ထိုးလာပြီးတော့ပြန်လည်တပ်ဆွဲထားခဲ့တယ်လို့သိရပါတယ်မဲဆလောင်းတောင်စခန်းကိုလက်ရှိတော်လိုင်းတပ်တွေဘက်ကဒုတိယအကြိမ်ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစစ်ကောင်စီရဲ့မဲဆလောင်းတောင်စခန်းဟာဗော်လခဲမျိုးကိုထိန်းချုပ်နိုင်မှုအတွက်စစ်ရေးအရရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့စကိုင်းတိုင်းစကိုင်းမြို့မှာရှိတဲ့အမှတ်3ရဲလေးကျင်းရေးအကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇော်လ25ရက်နေ့မွန်းလွဲတနာရီခွဲအချိန်ကမှစကိုင်းမြို့ကန်တလူဖျားအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်3ရဲလေးကျင်းရေးအကြောင်းကို drone 3စီး Facewing drone 80လို့နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ပြည်သူတွေအနေနဲ့စစ်တပ်အထိုင်ချထားတဲ့နေရာနဲ့ဝေးဝေးနေပေးကြဖို့သခိုင်းမုံရွာလမ်းပိုင်းကိုသွာလာနေတဲ့ပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့စာထုတ်တဲ့အတိုင်းသွာလာကြဖို့မြစ်တာရက်ခံပါတယ်လို့ People's Night Defense Force မြင်းမူအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို People's Night Defense Force မြင်းမူ PKDF MMU Phoenix SGG သခိုင်းခရိုင် Drone တပ်ဖွဲ့သခိုင်းခရိုင်အမှတ်ခွန်တရင်တပ်ခွဲလေးသခိုင်းခရိုင်အမှတ်နယ်တရင်တပ်ခွဲနဲ့ MMU PDF Torrey တပ်ပြီး SDP Camp Camp 2နဲ့သခိုင်းခရိုင်မစ်ဆိုင်းထုတ်လုပ်ရေးစတဲ့မဟာမိတ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ